မွေးထိုင်းကြောင့်တွေးပါရောမထွက်ခဲ့ဘူးဒါပေမဲ့ဒီပထမဦးဆုံးပွဲဆော့တော့ဒီမျက်စိအောက်မှာတော့နည်းနည်းရောရောင်သွားရေပေါ့ရောင်သွားရေရောင်သွားတော့အဲ့အရောင်မှနောက်တနေ့မှပဲတည်ရဲအဲ့တော့နည်းနည်းလေးကိုပါနေကိုမန်မှာတွေးပြီးကြည့်ရောနည်းနည်းတော့ဘယ်လိုပြောမလဲမိုက်တယ်ပေါ့ဟာမိုက်လိုက်တာပေါ့ဘယ်လိုပြောသူများလို့အမ်အမ်စေးစေးဝမ်းမနေနေရောဒါပေမဲ့အတန်ရမိုက်တယ်ဆိုရဲခန်းစားချက်ကိုရရပေါ့အာဂုံယူမိရပေါ့ ။သူမနာမည်ကတော့ Rosemary လငိုင်စနူးပန်လို့ခေါ်ပါတယ်။သူမကို Facebook, TikTok စတဲ့ social media မှာတော့ကချင်ဘေးဆိုပြီးတိကျပါတယ်။အသက်အရွယ်20သာရှိသေးတဲ့သူမဟာထိုင်းနိုင်ငံဘန်ကောက်မြို့မှာနေထိုင်ပြီးထိုင်းရိုးရာအားကစားရီထဲကတခုဖြစ်တဲ့မွေထိုင်းကအစပြုပြီး MMA 1 Championship အထိတွားချန်တဲ့အိမ်မက်ကြီးကိုရှောက်လန်းနေစေကချင်လူငယ်အမျိုးသမီးတူပါ စာတီမျိုးဖြစ်တဲ့မြချင်နာမျိုးယူဇနာရက်ကွက်မှာကြီးပင်းခဲ့ပြီးငယ်စဉ်ကလေးကဘောလုံးဘတ်စကတ်ဘောစတဲ့အားကစားတွေဟာသူမငယ်ဘဝရဲ့အစိတ်အပိုင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ဒီလိုနဲ့သူမအိမ်မက်ကိုဘလို့ရှာပုံတော်ဖွင့်ခဲ့လေဆိုတာနဲ့ပတ်သက်ပြီးကချင် waves ပြည်သက်တွေထံအခုလိုမျှဝေထားပါတယ်။ဘူပါကစားရောငယ်ကလေးကနေစိတ်ဝင်စားရပေါ့။ရောဆိုရင်အမ်ငယ်တော့ကဘောလုံးသူမဖြစ်ချင်ခဲ့ဘူးပဲ။ ြောမချီနာမှာကြီးလာရဲဆိုတော့အရင်ကတော့ဆိုရင်ဒီစပိန်တစည်းလေးနဲ့ပဲမချီနာတစ်ခွင်လုံးကိုဖူဆဲရှီရှီမယာဖူဆဲဒီတိုင်းမှာသွားဆော့ဘူးပဲပေါ့ပြီးတော့ရောင်းចောင်းနေမှာဆိုရင်လည်းဒီចောင်းမှာချင်ပါပေးရဲဘောလုံးပွဲရောအာဘတ်စကက်ဘောပွဲရောဗောလီဘောပွဲရောအကုန်လုံးတိုင်းခဲ့ဘူးပဲပေါ့ပြီးတော့လည်းဒီဖြားចောင်းမှာဆိုရင်လည်းတို့ဒီဘောလုံးရက်ကော့ရက်ကော့ပေးလုပ်ပေးရဲပေါ့အဲ့ချိန်ကလည်းပြိုင်ခဲ့ဘူးပဲဆိုတော့ဒီအာကစားနဲ့ရောရော့စ်ကာရောအရင်ကြီးမစိမ့်နေဘူးပေါ့ mm အဲ့တော့ငါ covid အချိန်တုန်းကဟုတ်တယ် covid အချိန်တော့အဖေကဒီအဲ့တော့ငါ covid အချိန်တော့ shopping အာဘယ်လိုပြော internet ကနေ shopping ရမ်းလုပ်တယ် facebook page ကနေ page ကနေဝယ်ဆိုတော့သူကလည်းအဲ့တော့ငါဒီဒီအမ်တဲ့အဲ့လိုမျိုးဒီလိုအဝိုင်းလေးပေါ့နော်အဝိုင်းလေးတိုင်လေးနဲ့တိုင်လေးနဲ့အဝိုင်းလေးအိမ်မှာဝယ်ပေးချရပေါ့သူ့သမီးလေးအာဘယ်လိုပြောမလဲအမ် protect လုံနိုင်အောင်ဆိုပြီးဝယ်ပေးထားရဲ့ rose ကိုဒါမဲ့လေ rose ကအဲ့ရောက်ကြည့်ဘာလို့ရမှာလဲပေါ့နည်းနည်းစဉ်းစားမှ YouTube ကနေနည်းနည်းကြည့်ရဲ့ပြောထိုးခြင်းနေပေါ့အဲ့ကနေထိုးခြင်းထိုးခြင်းပြီးအာနည်းနည်းလေးရောပုံစံတော့အခုပြန်စဉ်းစားခြင်းကတော့ပုံစံတော့မမှန်ဘူးပေါ့နော်ဒါမဲ့အဲ့ကနေရောနည်းနည်းလေးရော basic တွေရောနည်းနည်းလေးရောတည်လာရဲ့ပေါ့အဲ့ကနေပဲစတာပေါ့ပြီးတော့လေ covid လည်းပြီးသွားရောအဲ apple အဲထိုးရရဲ့ဟာကြီးလည်းပြတ်သွားရောအဲ့ကနေလည်းမထိုးဖြစ်တော့ဘူးပေါ့ဟုတ်တယ်အဲ့နောက်ပိုင်းမှာ음 မနစ်မနစ်ကမှဂျင်အာရန်ကုန်ရန်ကုန်ပြောင်းတော့ရန်ကုန်မှာနည်းနည်းလေးတို့ရန်ကုန်မှာတော့ဂျင်ရှိရလေမကြီးနားမှာဆိုရင်နည်းနည်းလေးရောရှားရပေါ့ဒီမွေထားရောဘောက်ဆင်းတော့ဆိုရင်အာရှားရနည်းနည်းခက်တော့ဒါမဲ့ရန်ကုန်မှာတော့ရှိရပေါ့အဲ့ဟာနေ3လလောက်တော့ training ဆင်းခဲ့တယ်အဲ့ဟာနေစပြီးနည်းနည်းလေးရောခုပါနေကိုနည်းနည်းရောအာတည်ရပေါ့တခြားသူတွေနည်းနည်းလေးရောဘယ်လိုပြောမလဲအာ hobby စိတ်ဝင်စားရဲ့ဆိုတာ အဖေကတော့လုံးဝနောင်တရနေပြီပေါ့ဟုတ်တယ်ဆဆကျွန်တော်သူဒီလိုပွဲတွေမထိုးခင်ကတော့ခုဖော်နေကို protect လုပ်ရမယ်နော်ကျင့်မှာကျင့်မှာအခုပွဲလဲချိုးပြီးရောသူကမကြိုက်တော့ဟွန်းမကြိုက်တော့လုံးဝအဲအကြောင်းလည်းမပြောဘူးဒါပေမဲ့နောက်တော့ဒီအာနောက်တော့ဒီ life တွေကနေနည်းနည်းလေးရောသူလည်းသိရကြည့်ရကြည်လာရပေါ့မကြည့်ရဘူးလို့ရောပြောပါပဲဒါပေမဲ့သူကလည်းနည်းနည်းလေးရောဘာမှတော့တိတ်မပြောပါဘူး ဝိထိုင်းနဲ့ပတ်သက်လို့ယခုနှစ် February လကမှစပြီးတေချာစနစ်တကျလေ့ကျင့်လေ့လာခဲ့ပေမဲ့အချိန်၃လလောက်တင်ယူပြီးနောက်မှာတော့မေလ31ရက်နေ့မှာပထမအဦးဆုံးပွဲဥထွက်အဖြစ်ဘန်ကောက်မြို့မှာကျင်းပတဲ့ Crudan Fight ပွဲမှာချိုင်းအမျိုးသမီးတူနဲ့ရှင်ထိုးပြီးသူမရဲ့စွမ်းဆောင်ရည်ကိုချပြနိုင်ခဲ့ပါတယ်။ထို့နောက်ဧပြီလမှာရှင်ပြိုင်တဲ့ပွဲမှာလည်းအနိုင်ပိုင်နိုင်ခဲ့ရပါတယ်။ အတွေ့အကြုံဝါနူတဲ့ roast တယောက်ကတော့ပထမဦးဆုံးကျိုးဝိုင်းတွေခြေချလိုက်တဲ့အချိန်ကစပြီးဒီအားကစားဟာသူမရဲ့အိမ်မက်ဖြစ်တာကိုအတိပြုနိုင်ခဲ့တဲ့အကြောင်းနဲ့ခန်းစားချက်အတွေ့အကြုံတွေကိုလည်းဖွင့်ပြထားပါတယ်။ roast ကဒီအာနည်းနည်းတော့မစဒီပထမဦးဆုံးပွဲမစခင်တော့အရင်တော့ကြောက်တယ်ပေါ့စိတ်လည်းအရင်လှောက်ရှာရဲ့စိတ်လည်းအရင်လှောက်ရှာကြောက်လည်းအရင်ကြောက်တယ်ဘာလို့လဲဆိုတော့ ရိုးရှေ့ပြိုင်ဘက်ကလည်းအရက်လည်းအရန်ရှိနေရယ်အရက်လည်းအရန်ရှိရယ်ဝါလည်းအရန်ရင့်နေပြီးတော့လည်းရိုးကလည်းအဲတုန်းကဆိုရင် train ပူတာဆိုလို့၃လပဲရှိသေးတယ်ကိုယ့်ဘာနေကို confident တော့မရှိဘူးပေါ့ဒါပေမဲ့ဆရာတွေကနေ teammates တွေကနေတွန်းအားပေးတယ်တွန်းပြီးတော့ပြောလဲပွဲစားရဲ့ချိန်တော့သူတို့ဒီ rose ကိုအာဒီ join မဝင်ခင် introduce လုပ်ပေးရပေါ့ introduce လုပ်တဲ့ချိန်မှာကိုကအာဘယ်လိုပြောမလဲကြိုက်စားသွားရပေါ့အာအရန်ကုန်ယူမိရယ်ကိုယ့်ဘာနေကို ဒီကျုံးဝိုင်းဝင်တော့အချိန်ကလည်းခန်းစားချက်ကအရန်ထူးဆန်းနေပေါ့ဒီကျုံးဝိုင်းဝင်တော့အချိန်မှာ project ခန်းစားချက်ကဘယ်လိုခန်းစားရလဲဆိုရင်ဒီတခြားကဘာရောက်တော့ခန်းစားချက်ကိုခန်းစားရရေပေါ့ confident တွေကလည်းအရန်ရှိလာတယ်အဲ rose က stage fresh ဖြစ်မယ်ထင်ရလူတွေကလည်းများတော့ကုမနီကိုအအရန်ကြောက်မယ်ထင်ရဒါပေမဲ့လည်းအဲကျုံးဝိုင်းတဲ့ဝင်တော့ကုမနီကိုစိတ်စိတ်စိတ်လန်ကြင်နေတော့ရေပေါ့အဲရနေဒီခန်းစားချက်ကိုမွေးထိုင်ရမွေးထိုင်နေ ကတော့တထက်သေးဆိုအကရအကရနေစာတီရပါပဲ။အရာလေးပဲဆက်ပြီးထပ်ပြီးပြိုင်ဖို့စဉ်းစားလိုက်တယ်ပေါ့။ဟုတ်တယ်ပထမကတော့အိမ်ကလူတွေရောမတိဘူးပထမပွဲထိုးလုံးကဆိုအိမ်ကလူတွေရောကိုရောမပြောပြခဲ့ဘူးပေါ့နော်။လာချီရဆိုလဲဦးလီနဲ့အတော်လာချီပေးတယ်ပေါ့။သူတို့လည်းအိမ်ကလူတွေမပြောခိုင်းတော့လာချီရောရုတ်ကလည်းပထမပွဲအာဒီတစ်ခေါက်ပဲပြိုင်မယ်ပေါ့။နောက်တစ်ခေါက်မထိုးတော့ဘူး။ဆိုတော့အဲ့လိုပဲတော်တော်ရင်ဒါပေမဲ့အဲ့ခန်းစားချက်ကတော့အရင် အမ်ကြိုက်ကြိုက်တော့နောက်တစ်ခေါက်ပြန်ပြန်ပြန်ဖြစ်တယ်ပေါ့အမ်မိန်ကလေးမိန်ကလေးတိုင်းလိုပဲအသားနာမှာတော့ကြောက်တယ်ပေါ့နော်ဒီလိုကွဲမာရီပါရီသွားကျိုးမာရီရော အရင်ကြောက်တယ်ပေါ့ဒါပေမဲ့လည်းအမ် Rose ရဲ့ dream အိမ်မအိမ်မရှိရဆိုအဲ့အရာတွေလည်းပေးဆက်ရမယ်ဆိုရယ်စိတ်တော့ရှိရပေါ့အဲ့အရာတွေရောပေးဆက်ရမှာပေါ့နော်ကိုလိုချင်တဲ့ပန်တိုင်းတစ်ခုရောက်ဖို့ဆိုရင်ကတော့အဲ့ကြောင့်မဲအာကြော်ဖြတ်တခဲ့ပေါ့ပြီးတော့လဲ rose ကလည်းနည်းနည်းအရက်ကလည်းအာဒီများထက်ဆိုရင်ငါးပြည်နဲ့လက်မပဲရှင်နည်းနည်းရော ပူရောနည်းနည်းလေးရောအခက်ခဲရောရှိရပေါ့နော်အရက်ရှည်အရက်ရှည်ရဲ့ဒူရီနဲ့ရှော့မယ်ဆိုရင်အာနည်းနည်းလေးပူပြီးသူများထပ်ပူပြီးစဉ်းစားရရပေါ့ဒီချိုးရဲ့ချိန်တွေမှာဆိုရောသူများထပ်ပူပြီးချိုးတဲ့ချိုးတဲ့ပင်စင်ထားရရပေါ့ ဒီလိုနဲ့ဒုတိယပွဲကိုလည်းအနိုင်ပိုင်းပြီးချိန်မှာမွေထိုင်အားကစားသမားတိုင်းရဲ့အိမ်မက်ဖြစ်တဲ့ကပတ်လူခွင်ကိုမမျော်လင့်ပဲပွဲစီစဉ်သူကနေပြီးသူမကိုအခွင့်အရေးပေးလာတဲ့အိတ်ဖြစ်စဉ်ဟာသူမအတွက်အမတ်ရဆုံးဖြစ်စဉ်ဖြစ်ခဲ့တယ်လို့စိန်ခုံမှုအတွက်ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်နေတယ်လို့ဆိုပါတယ်ကပတ်လူခွင်ရမယ့်ပွဲစဉ်ကိုတော့လာမယ့်နိုဝင်ဘာလလေးလောက် ဘန်ကောက်မြို့မှာရှင်ပြန်ရမှာဖြစ်ပြီး Crudum Fight Thailand ရဲ့ Facebook YouTube စတဲ့ platform ကနေတိုက်ရိုက်ရုပ်တံလွှင့်တော်မှာဖြစ်ကြောင်းကိုလည်းသိရပါတယ်။ဒုတိယပွဲပြီးွားရဲ့အချိန်လို့ပြောလို့ရမယ်ထင်တယ်။ဒီဒုတိယပွဲ shop ပြီးွားရဲ့ change ကြတော့အာ Rose ကလည်းအာဒီလိုဒီအဲ့အခွင့်ရရမယ်ဆိုတာမထင်ထားဘူးပေါ့နော်။သူတို့စီကနေပဲ Rose ဆက်ဆာဒီဂျိုးဝဲကနေဆင်းလာတဲ့အချိန်မှာဒီသူတို့ရဲ့ အဲ့ဒီပွဲစီစဉ်သူမန်နေဂျာကနေပဲ rose ရဲ့နာမည်ကိုထားအောင်ပဲပေါ့ထားဘာဘာများလဲလို့လည်းကြည့်လိုက်တော့သူကပြောတယ်မင်းနဲ့ဒီ note တပွဲမှာမင်းကိုကပတ်လူခွင့်ပေးမယ်တဲ့မင်းပါမလားတဲ့အဲ့တော့ rose ကတော့ဒီအဲ့တော့ rose အမြဲအဲ့ဒီမွေးထိုင်စာထုတ်ကလေးကနေအဲ့ကပတ်တခုတော့လိုချင်ခဲ့ရပေါ့အဲ့ကနေ rose ကနည်းနည်းလေးရောကြောက်တယ်ဒါပေမဲ့လည်းရရပေါ့အာ51 kg ရမင်းရနိုင်မလားတဲ့51 kg ဆိုရင်က rose အတွက် weight တော့အရန်နည်းပေါ့နည်းဆိုတော့ rose ကတော့ အဲ့ချက်များရဲ့ဆိုတော့နည်းနည်းလေးတော့ခက်ခက်တယ်ဒါပေမဲ့ကပတ်လူရမယ်ဆိုတော့အဲ့ opportunity ကိုယူလိုက်တဲ့အဲ့အရောလုံးဝအခုထိပဲစိတ်လှုပ်ရှားနေရုံပေါ့နော်အဲ့အဲ့အရှိန်မပြောက်သေးပါဘူးလို့ဟုတ်တယ်ဟုတ်ပါရဲ့စင်ခုံမှုတွေအတွက်ပင်စင်လေးချက်နေပြီဖြစ်တဲ့ Rose တယောက်ကိုအနာကအိမ်မက်အချောင်းနဲ့ပတ်သက်ပြီးမေးမြန်းရမှာတော့မွေထိုင်းကနေ MMA အထိအိမ်မက်ကြီးကိုအကောင့်အထည်ဖော်ထားဖို့ရှိချောင်းနဲ့မိသားစုဘက်ကလည်းသူမကိုထောက်ခံအားပေးရနားလေပေးလာဖို့မျှော်လင့်ချောင်းကိုအခုလိုရင်ဖွင့်လာပါတယ်။ အမိသားစုဘက်ကတော့လက်မခံသေးဘူးတော့အဖေကတော့အသူကတော့ဒီအအပြော်တဘောနေရတော့ sort of shock ခိုင်းနေအဖေမေရတော့ပြီးတော့အကိုကတော့ပူရှိုးပါပေါ့နော်အခုထိသူကတော့စိတ်ဆုံးနေသေးပေါ့မယ်အသားနာမယ်ပါညာကိုကတော့အရင်စိတ်ပူပေးရပေါ့ကိုထက်တော့သူကပူပြီးစိတ်ပူပေးရအဲ့ဒီကလည်းသူတို့အခုနောက်ထပ်ပွဲထိုးဖို့နှပွဲရောရှိသေးတယ်။အဲ့ဒါလည်းသူတို့မပြောပြရသေးဘူးပေါ့နော်ဒီတိုင်းပဲငငိမ့်လေးနဲ့ပဲ စပီးသွားပေါ့နော်။ရောအခက်ခဲရတော့ um mainly ကစားသမားဆိုတော့အခက်ခဲရတော့ရှိရပေါ့ရှိရပေါ့အရာတွေရတော့ဒါပေမဲ့လည်းဒီအာဘယ်လိုပြောမလဲတယောက်တစ်ယောက်နေရှိအနီတက်တော့ပါရော။ဖြစ်နိုင်ရင်ကတော့ rose ကတော့ဒီအမွေချိုင်းမဟုတ်ပဲ MMA ပတ်သွားချင်တာပေါ့နော်။ MMA ဒီမွေချိုင်းကလည်းမွေချိုင်းပတ်ပြီးရင်ကတော့ဒီနှစ်ကဝင်ပြီးနောက်နှစ်ဆိုရင်ကတော့ MMA ပတ်တော့သွားချင်ပါ MMA ပတ်သွားပြီး um ဒီ ကစားသမားတိုင်းလိုပဲ UFC ရော One Championship မှာဒီဒီကျုံးဝိုင်းကြီးမာရီထိုးချင်တယ်ပေါ့ Rita Surya လည်းနောက်တော့နားလည်လာမယ်လို့ထင်ယုံကြည်ပါတယ်လို့ကချင်လူမျိုး MMA fighter ကြီးအောင်လအစံမြမစပအုံးလိုပဲကချင်အမျိုးသမီးတွေထဲက MMA အမျိုးသမီးအားကစားသမားတယောက်အနေနဲ့ဂုဏ်ယူရတဲ့သူဘေးအားကစားပဲဖြစ်ဖြစ်အမျိုးသမီးတွေမှာလည်းအခွင့်အလမ်းရှိရဆိုတဲ့စံပြကိုသူစစ်ခွင့်ရတဲ့သူဖြစ်ခြင်းကြောင့်ဆက်ပြီးဆိုထားပါတယ် တော့ကချင်လူမျိုးတွေဒီလိုအာအာလိုပြောမလားဒီ MMA လောက်ကို introduce ပေးရတယ် online ဆောင်ယောက်ျားလေးရော online ဆောင်တော့ရှေ့ပေါ့နော်ယောက်ျားလေးထဲမှာဒါပေမဲ့ main gate ထဲမှာတော့မရှိသေးဘူးပေါ့နော်အဲအဲကြောင့် Rose က inspire လုပ်ပေးချင်တယ် main gate တိုင်းကိုဒီ spot ကအာဒီ spot ကိုအားပေးရပေါ့နော်ဆိုမယ်ဆိုရင် best spot ပဲဖြစ်အားပေးပါရဲ့လို့ main gate တွေရော အဲတော့နည်းနည်းဂုံယူမိရပေါ့နော် TikTok မှာ bari တွေ့ရင်တို့က inspire ဖြစ်တယ်လို့ပြောပြရင်ကိုကလည်းဂုံယူမိရအာသူဆော့ခိုင်းစေချင်တယ်ပေါ့နော်ဒီ spot ကနည်းနည်းအာဘယ်လိုပြောမလဲအမ်ကျမရေးဖြစ်ဖြစ်ပေါ့မိမရီစီကသူမရဲ့လက်ရှိအစာအိမ်မက်ပေါ်စိတ်အားထက်သန်မှုကိုအတိအမတ်ပြုအားပေးမှုကိုရရှိဖို့မျှော်လင့်နေတဲ့ Rose တယောက် လူငယ်တွေရဲ့အိမ်မက်တွေအကောင်အထည်ပုံဖော်လာဖို့အတွက်မိဘတွေရဲ့ထောက်ပံ့အားပေးမှုဟာလည်းအရေးကြီးဆုံးကဏ္ဍတစ်ခုအနေနဲ့ပါဝင်တယ်လို့လူငယ်တွေအနေနဲ့လည်းစူးစမ်းအားထုတ်ကြဖို့တိုက်တွန်းလိုက်ပါတယ်။ကဖူကနောင်းနီဘက်ရှင်မျိုးကအန်တဝန်ပေါင်းရှာနီရောလေအေးကောဒီမရှာနီတာနာကောရှ်ကုတ်ကရာအိုင်တမ်ဂျွန်တနီရှ်ကုတ်ကမရှင်မျိုးဟာမနာကနူကွာနီဖဲမာကရှာမဒါဒါလမ်နီငါယန်စပော့ချော်ရစ်မရှင်မျိုးဟာတေကောအမ် adika ringa ai dai spot jo ai ko radik ringa ai dai di dai antek shuksha um kun me a ya